အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Cartoon ပုံမြင် Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ပို့ရွှေချဲထားတဲ့ပုံမြင်လေးကတော့စင်ရဲပါမုတ်အစာတော်တဲမင်းကလေးရဲ့အောင်မြင်မှုဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ် Small ကတော့ Assistant တင်ဆက်သူအန်နာပါစစ်နောက်ဆိုတဲ့မင်းကလေးကတော့အသားညိုပါတယ်အသားညိုဝင်မဲ့ဒီမကလှပါလွန်တဲ့အတွက်ဒီမအသားညိုတာတော့မသိရတော့တယ်လို့ပါပဲဒီမကအသားညိုပြီးအရန်ကိုစင်ရဲလွန်တဲ့အတွက်စူပရီယာကတော့ဒီမကို အင်ကချွေးမလေးပဲတော့မမတော်ချင်းခဲ့ပါဘူးဒါပေမဲ့ကံတရားဆိုတာကလည်းထူဆန်းတဲ့အရာပါစေတနာကလည်းအခက်ဆိုတဲ့ကောင်းလေးတယောက်နဲ့လက်ချခဲ့ပါရည်ဒါဖြစ်သူနဲ့ယောက်ျားဖြစ်သူနှစ်ယောက်လုံးကမိန်းကလေးကိုလက်ခံနေခဲ့ကြမှာတော့စူပရီယာကိုယ်တိုင်လည်းဘာလုပ်လို့ရတော့မှလဲချွေးမလေးရဲ့နေအင်ကိုရောက်လာတာလေးရက်လောက်ရှိနေပြီပဲအချိန်ထိသရိုသမီးလိုမျိုးပဲနေနေအောင်မှလဲအခုအရန်ကြီးသရိုသမီးအစ်စ်ပေါင်ဆံမျိုးဟန်ဆောင်ပန်းဆောင်လုပ်နေတာကြော်လိုက်တော့ မိဖို့ကံနဲ့ဝင်ပြီးထမင်းဟင်းချက်ပြုတ်ဖို့အတွက်ကိုလည်းကြည့်အောင်အမေကျမဘာတွေကိုဘယ်လိုလုပ်ရမလဲဆိုတာကိုပဲပြောပြလိုက်ပါကျမကဒီအိမ်မှာလူအစ်စ်အနေနဲ့ရောက်လာခဲ့တာဆိုတော့ဘယ်လိုလုပ်ရမလဲကျမလည်းမသိဘူးလေလေဒီပုံစံအတိုင်းထိုင်ပဲထိုင်နေမယ်ဆိုလို့ရှင်တော့အစ်စ်ပုံစံအတိုင်းပဲဖြစ်နေမှာပေါ့လာငါနဲ့လိုက်ခဲ့ငါကိုယ်တိုင်နဲ့ကိုလိုက်ပြမယ်ကျန်တဲ့အရာတွေအကုန်လုံးကိုတော့နေကိုယ်တိုင်ပဲကြည့်ရမှာစေတနာကတော့တယောက်ကမပုံစံကိုကြည့်ပြီးတော်တော်လေးထူးဆန်းနေခဲ့ပါတယ် ဒါပေမဲ့ဒီနေ့မဟုတ်ရင်နောက်နေ့တို့ကဒါတွေအကုန်လုံးကိုထိမ့်သိမ်းရမှာဖြစ်တဲ့အတွက်ဗဇက်ပိတ်ပြီးတိုင်းလိုင်းနာခံလိုက်ပါရစေ။နောက်နေ့မနက်မိုးလင်းတို့မအစောကြီးထားပြီးအားလုံးစားတော့ဖို့အတွက်လဖေးနေမို့တွေကိုပြင်ဆင်ပေးခဲ့ပါရစေ။ချွေမလင်ငါနဲ့ကိုလဖေးဖြောခိုင်းတာနင်ဘာတွေကိုလှုပ်ခဲ့တာလေ။လဖေးကဘာဖြစ်လို့တလောက်တောင်မဲတူးနေရလဲ။နင်တို့အိမ်မှာဆိုရင်တော့အခုလိုမျိုးမဲတူးနေတဲ့လဖေးရေကိုပဲတောက်ကြတာလား။နင်အမှားတော့လေမဟုတ်ပါဘူးလေ။နင်နွားလို့ရှာမတွေ့လို့အခုလိုမျိုးလှုပ်ခဲ့ရလား။ မဟုတ်တော့အမေရဲ့ကျမလက်ဖေးဖြောင်းနေတဲ့လက်ဖက်ချမှုတ်တွေအများကြီးထဲမိလိုက်တာဖြစ်လိုက်မယ်။နောက်ဆိုရင်တော့တတိထားလိုက်မယ်နော်။ဆူပရီယာကလက်ဖေးရည်ကိုတောက်လိုက်ပြီးမယ်။ဒီမှာအချိန်အကြာကြီးပြောဆိုနေခဲ့ပါရည်။မဟုတ်ရင်တော့ငါဒီလက်ဖေးရည်ကိုပြည့်ရမှာလား။ဖြောပြီးပြီဆိုတော့ဒါကိုပဲတောက်ရတော့မှာပေါ့။သူ့ရုပ်အတိုင်းပဲလက်ဖေးရည်ကိုဖြောလာခဲ့တယ်။စေတနာကဘာကောမှနားထောင်မနေတော့ပဲမိဖို့ကန်နဲ့ဝင်သွားလိုက်ပါရည်။ညဆက်မှာတော့ဒီမှာရုံးပရိသေးကြော်ပေးခဲ့ပါရည်။ အလုံးကိုထမင်းခိုးခတ်ကျွေးနေခဲ့တဲ့အချိန်မှာရခမကတော့ရုံပရိသီကြော့ကိုကြည့်ပြီးဒေါသထွက်သွားပါတော့တယ်။ချွေးမလေးရေရုံပရိသီတွေကဘာဖြစ်လို့ဒီလောက်တောင်မှမဲကျုံနေရတာလဲ။နေပါပဲလှုပ်လှုပ်မဲနေအောင်လှုပ်တာလား။အမေကျမကရုံပရိသီကိုတန်တဲ့အိုးနဲ့ကြော်လိုက်တာ။အဲ့ဒါကြောင့်အယောင်မလှဖြစ်သွားတာဖြစ်ပါလိမ့်မယ်။နေရလေနေရအသားရည်အတိုင်းပဲထမင်းဟင်းချက်ပြုတ်တဲ့အခါတိုင်းလည်းဒီတိုင်းကြီးပဲ။နေချက်ထားတဲ့ထမင်းဟင်းတွေကိုစွိုင်းတော့စားခြင်းစိတ်ကိုမပေါ့ဘူး။ပြောဆိုပြီးရခမဖြစ်တော့ကဒေါသတကြီးနဲ့ထားထွက်သွားခဲ့ပါရဲ့။ ချိန်မအသက်လေးကလည်းဝမ်းနေသွားခဲ့ပြီးမျက်ရည်တွေကျလာခဲ့ပါတော့တယ်။သူလည်းစဉ်းစားလိုက်ပါတယ်ဘာဖြစ်လို့ဒီလိုအမှားမျိုးကိုသူမှားသွားခဲ့မိရတာလဲ။အဲ့ဒါကြောင့်ဒီနေ့အစပြီးသူဘာပဲလုပ်လို့တတိချချာလုပ်ဖို့အတွက်ဆုံးဖြတ်ထားလိုက်ပါတယ်။တရမရခမဖြစ်သူကလည်းအစာတော့ပါမို့အရန်ကိုစားခြင်းခဲ့ပါတယ်။ချွေမလေးရဲ့ဒီနေ့အိမ်မှာအစာတော့ပါမို့ပဲလုံလိုက်တော့မစားရတော့အတော်လေးကိုကြာနေပြီချွေမလေးကလည်းပါမို့အစာတော့စားကြနေခဲ့တဲ့အတွက်ချက်ချင်းပဲချပြီးလုပ်ပေးလိုက်ပါရီသူမကတော့မဲနေတဲ့အစာတော့ပါမို့ကိုပဲလုပ်ကြပါရီ သူမလောက်ထားရင်မဲနေတဲ့ပေါင်မုံအစာတော့ကတကယ်အရန်စားလို့ကောင်းကြပါတကယ်လို့သူမကသာမဲနေတဲ့ပေါင်မုံအစာတော့လောက်ပေးလိုက်မယ်ဆိုရင်ရခမဖြစ်တော့ကတော့သူမကိုကျင်းတိပေါပြောဆိုတော့မှာပါတကယ်လို့မလောက်ဘူးဆိုလို့ရှင်လဲသူမအပြစ်တင်ခံရအောင်မပဲဖြစ်ပါရဲ့အခုသူမဘာဆက်လောက်ရင်ကောင်းမလဲမတက်တာတဲ့အဆုံးမှာချွေးမလေးကလည်းသူမလောက်တက်တဲ့ပုံစံအတိုင်းမဲနေတဲ့ပေါင်မုံအစာတော့ကိုပဲလောက်ပေးလိုက်ပါတော့တယ် ဒီနောက်မှာယခမဖြစ်သူစားဖို့အတွက်သူမထည့်ပေးလိုက်တဲ့အခါမှာယခမကလည်းဒေါသတကြီးနဲ့တခါရတဲ့ပကံကိုရှူပြီးလွှတ်ပြစ်လိုက်ပါတယ်။နေရတော့ငါ့ကိုတမင်တတ်တတ်အရွယ်တိုက်ဖို့အတွက်ပျော်ရွှင်နေရပုံပဲ။ငါနဲ့ကဒီအလုံးမလုပ်ပါနဲ့ဆိုမှနေရကျင်းသေးပေါ့ဒီအလုံးကိုပဲလုပ်နေရ။နေရုံနဲ့တပုံစံနဲ့တုံနေတဲ့ဒီပမုတ်အစာတုတ်ကိုငါမျက်စိအရှိကနေယူသွားလိုက်တော့ကဲသွားသားရေသူ့ကိုတခါရဲသူ့ရဲ့မိဘအိမ်ကိုသွားပြန်ပို့လိုက်တော့ဒီငမဲမောင်ငါထပ်ပြီးတော့တီးမခံနိုင်တော့ဘူး။အော်မိမရေဘာဖြစ်လို့အခုလိုလောက်ခဲ့ရတာလဲ။ ဒီပမောက်ဥစားတော့ကအမဲရောင်ဆိုတာကရှိလို့လား။ तुम လည်းငုံနေနေပဲပြောလိုက်ပါရဲ့။ရှင်တလောက်စားကြည့်လိုက်ပါအောင်ရှင်စားပြီးတော့မှပြောပါ။အမေကတော့စားလည်းမစားမြည်လည်းမြည်မကြည့်ပဲနဲ့တခါတည်းယူပြီးတော့လွှဲပြစ်လိုက်တယ်။တစ်ခေါက်လောက်တော့မြည်ကြည့်မယ်ဆိုလို့ရှင်တော့ကျမလောက်ထားတဲ့မောက်တွေဘလို့အရသာရှိလဲဆိုတာအမေသိသွားပါလိမ့်မယ်။အိမ်မှာဆိုရင်တော့ကျမလုပ်တဲ့အမဲရောင်ပေါမုတ်အစာတော့ကိုအားလုံးကအရင်အောင်ကြိုက်ကြတာ။နင်းအိမ်ကလူတွေကတော့နင်းကိုချီးကျူးကြလိမ့်မယ်။ငါကတော့စားကုန်မစားချင်ဘူး။ရောက်ခွက်ထိဖြစ်တော့ကပြောလိုက်ပါရည်။ ေးဟုတ်တယ်မိမရဲ့ချွေးမလေးလောက်ထားတဲ့မောက်ကတကယ်အရန်စားကောင်းပြီးအရသာရှိရဲ့မင်းစားကြည့်ပြီးတော့မှဒီစကားကိုပြောတဲ့နေနော်ဒါလောက်အရသာရှိတဲ့ပါမုတ်အစာတော့မျိုးကိုတော့ငါရဲ့ဘဝမှာဘယ်တော့မှမစားခဲ့ဘူးရှင်ပြောမနေပါတော့နဲ့ရှင်သာကျမကိုအတင်းအကျပ်မပြောဆော့ဘူးဆိုရင်တော့ तू ကျမတို့အိမ်ကချွေးမလေးဖြစ်လာစရာအကြောင်းကိုမရှိဘူးကဲပါလေတာမေဘာပြောနေလဲဆိုတာကိုနေမကြားဘူးလားသူ့ကိုသူ့ရဲ့မိဘအိမ်ကိုတခါရဲသွားပြန်ပို့လာခဲ့သွား ဒီအချိန်မှာယောက်ျားဖြစ်သူကလည်းသူ့မိမရဲ့လက်ကိုဆွဲကင်ပြီးအခန်းထဲခေါ်သွားခဲ့ပြီးနောက်ပြောလိုက်ပါတယ်။မင်းရလေကွာတကယ်ပဲအမေပြောတဲ့စကားအမေဘာဖြစ်လို့နားမလဲရတာလဲ။သူ့ကိုအမြဲတမ်းစန့်ကျင်ပြီးလုပ်နေတော့သူလည်းဒေါသထွက်မှာပေါ့။ကဲအဝိစားတွေထက်ရက်အနေငယ်လောက်မင်းရဲ့မိဘအိမ်မှာပြန်နေလိုက်အောင်။မင်းလည်းစိတ်အဆင်ပြေသွားလိမ့်မယ်။အမေလည်းဒေါသလျှော့သွားလိမ့်မယ်။ထွေးမလေးကိုရိုင်းကလည်းရခမကြောင့်အတော်လေးစိတ်ပြက်လက်ပြက်ဖြစ်နေခဲ့ပါပြီ။ဒါကြောင့်သူလည်းဘာမှပြောစုံမနေတော့ဘဲနဲ့ထွက်ခွာသွားဖို့ကိုသဘောတူလိုက်ပါရဲ့။ တလားကြာမြင့်သွားခဲ့ပြီးတဲ့အခါမှာတော့အမေတလားတော်မှကြာမြင့်သွားပြီးကျွန်တော်တို့ကိုတွားပြန်ခေါ်လိုက်တော့မယ်အမေနင်တို့ကိုဒီအိမ်ကိုနောက်တစ်ချိန်ခေါ်လာရဲခေါ်လာကြည့်တို့ကိုငါအိမ်ကိုလုံးဝခေါ်မလာခဲ့နဲ့ငါတခါရဲပြောထားပြီးပြီနော်ဒီလိုနဲ့တော်ဖြစ်သူကိုချင်းချောက်ထားတဲ့အတော့တော်ဖြစ်သူကလည်းသူ့မိမကိုပြန်လာမခေါ်ခဲ့ပါဘူးအဖမကစေတနာကလည်းမိဘအိမ်မှာနေရတာစိတ်ညစ်နေပါပြီ။သူမအခုလိုမျိုးဘယ်အချိန်အထိနေနေရအောင်ပါလဲ။သူရဲ့ယောက်မတွေကလည်းသူမကိုအခုဆိုရင်တော့လောင်ပြောင်ကဲရဲကောင်ကြပါရဲ့ ကျစ်နာကလည်းငိုနေတဲ့သူ့အမေစီကိုတွားလိုက်ပါရယ်။အမေကြည့်ရတာကျမယောက်ျားကျမကိုလာပြန်မခေါ်တော့ဘူးနဲ့တွေ့ပါရယ်ရှင်။ကျမဒီမှာပဲဝင်တော့ဝင်ဖို့တခုလိုမျိုးတတအလုံးနေထိုင်သွားရတော့မလား။ကျမအလုံးတခုခုလုံးတဲ့နဲ့အမေ။ဒါမှကိုအတွက်ကိုအတုံးစေးရှောက်ဖွေနိုင်မှာ။အေးသမီးရယ်အမေလည်းဘယ်လိုပြောရမလဲ။သမီးအကိုရင်းနဲ့သမီးရောင်မတွေကိုအမေကိုရိုင်းလည်းမနိုင်ဘူးအမေကိုရိုင်းလည်းသူတို့ကိုအာကိုဗီဒီမှာနေနေရတာဒါပေမဲ့အမေဒုက္ခရောက်သွားတဲ့အခါကျရင်ဆိုပြီးတွေးထားပြီးသားပါ အမေဆွဆောင်ထားတဲ့ပတ်စံလေးရှိတယ်တမီးအဲဒီပတ်စံလေးနဲ့တမီးကိုပိုင်အလုပ်တစ်ခုခုစတင်လုပ်ကိုင်းလိုက်တော့နော်ဒီချင်းစေတနာကလည်းစဉ်းစားလိုက်ပါတယ်မဲနေတယ်ပါမုတ်အစာတို့ကြောင့်သူမအိမ်ကနေစင်ခဲရတယ်လို့မျိုးသူမဒီပါမုတ်ပသာညအစာတို့တွေကိုအတုံးချပြီးပြန်လဲအောင်မြင်အောင်လုပ်မယ်ပြီးတော့တဲ့အခါကျရင်တော့ရခမအိမ်ကသူတွေအားလုံးနောင်တရစေရမယ်ပေါ့စေတနာကလည်းသူမရှိကပတ်စံယူပြီးနောက်မှာတော့ဆိုင်ဖွင့်လိုက်ပါတယ်သူမရဲ့ဆိုင်မှာဆိုင်ပုတ်လည်းတင်ထားခဲ့ပါတယ် အားလုံးကလည်းဆိုင်းဘော့ကိုကြည့်ပြီးနောက်ရီမောနေခဲ့ကြပါရည်။သူကအသားမဲတဲ့အတွက်ကြောင့်မို့လို့အမေရောက်ပါမို့အစာတော့ဆိုပြီးရေးထားတာဖြစ်လိမ့်မယ်ဆိုပြီးတော့လည်းပြောသွားခဲ့ကြပါသေးတယ်။ရဲနေခဲ့ကြသူမဆိုင်းဖွင့်ထားခဲ့ပေမဲ့သူမရဲ့ဆိုင်းကိုလာပြီးဘယ်သူမှဝယ်မစားခဲ့ကြပါဘူး။တရမှာတော့ကျေးဇနာကလည်းသူရဲ့ဆိုင်ကိုကြည့်ပြီးရီမောလှောင်ပြောင်နေကြတဲ့လူတွေကိုတွေ့ကြရတဲ့အခါမှာတော့ပြောလိုက်ပါရည်။အားလုံးကျမလှောင်ပြောင်တယောနေကြမယ့်အစားတစ်ခေါက်လောက်စားကြည့်ကြပါလား။ကဲကဲကဲလာလာလာကျမတစ်ခေါက်လောက်ကိုတော့အလကားကျွေးလိုက်မယ်။ ဖိခါကြရင်တော့ကျမကိုလှောင်ပြောင်းတေရောနေရီအားလုံးမေးပြောက်သွားလိမ့်မယ်။ဧကောင်းတော့ပဲအလကားရနေအောင်ဆိုတော့စားကြည့်နိုင်မယ်လေ။ကျေတနာကသူတို့ကိုပေါမောတွေထည့်ပြီးတွေးလိုက်တဲ့အခါမှာအားလုံးအကြော်လေးသဘောကျသွားခဲ့ပါရဲ့။စားပြီးနောက်မှာတော့လူတစ်ယောက်ကပြောလိုက်ပါရဲ့။တကယ်ရတာရှိတယ်သူပြောတာမှန်တယ်တိလာတတော်စားကောင်းတာပဲ။ဒါလို့ရတာရှိပြီးစားကောင်းတယ်ပေါမောအစာသွတ်မျိုးကိုတော့ဘောမှာတစ်ခါမှမစားခဲ့ဘူးဘူး။ဒီလိုနဲ့ကျေတနာရဲ့မုတ်လီကတော့လူတွေကြားတဖြည်းဖြည်းနဲ့ကြီးလူတီများလာခဲ့ပါရဲ့။ အချိန်ခဏကြာမှလူသီးများလာခဲ့ပေမဲ့လူသီးတော့များသွားပါရဲ့အခုရခုထင်မှရှိတဲ့သူတွေအကုန်လုံးကဒီအကြောင်းကိုပဲပြောနေကြပါရဲ့ဟဲ့နင်လမ်းထဲကကောင်မလေးတရားကိုရောင်းနေမှုစားပြီးသွားပြီလားမစားရသေးဘူးဆိုရင်တော့သွားစားကြည့်လိုက်နော်တကယ်အရန်စားကောင်းလားဂျေတနာကိုယ်တိုင်လည်းအချိန်ခဏအတွင်းဒီလောက်ထိအောင်မြင်သွားလိမ့်မယ်လို့လုံးဝမထင်မှန်းထားခဲ့ပါဘူးလနိုင်ငံအတွင်းသူမအရန်အောင်မြင်သွားခဲ့ပါရဲ့တနေ့အတွင်းမှာသူမကိုပိုင်းဆိုင်လေးတစ်ဆိုင်ကိုလည်းဖွင့်လှစ်နိုင်သွားခဲ့ပါပြီ ဒါပေမဲ့ဒီနေ့အထီသူကတော့သူ့ယောက်ျားကိုစောင့်မျှော်နေသေးပါပဲ။ဒါပေမဲ့သူကဘာလုပ်လို့ရမှာလဲ။သူ့အမေသူ့ကိုချိန်ချောက်ထားတဲ့အတွက်သူဘာမှလုပ်လို့မရခဲ့ပါဘူး။စေတနာကတော့ဒီမေအောင်မြင်သွားခဲ့ပါပြီ။သူမရှိမှအရာအားလုံးရှိနေခဲ့ပါရဲ့။ရခမဖြစ်သူဒီကိစ္စတွေအားလုံးသိရှိသွားခဲ့တဲ့အခါမှာအံ့အားသင့်နေခဲ့ပါရဲ့။ဘလို့ဖြစ်တာလဲ။ကံကြမ္မာကရုတ်တရက်အရန်ပြောင်းလဲသွားတယ်လို့ပဲ။တာလီရဲ့နေအလောက်ကလည်းပြုတ်သွားခဲ့ပြီ။တာလီရဲ့အဖေကိုလည်းအမေတို့ကစေယုံတင်ပြီးရဆေးကုသပေးထားရသေးတယ်။ အမေတို့အခုဆင်းရဲပြီသားရေဘာပစံအမောက်ကိုရှိတော့ဘူးသူကတော့အလုပ်တွေလုပ်ပြီးချမ်းသာသွားလိုက်တာကြည့်ပါဦးအမေကြေသားကအမေကိုနောက်ဆုံးတစ်ခေါက်လှုပ်ကြွေးခဲ့တယ်ပေါင်မုတ်အစာတော်နဲ့ပဲအောင်မြင်သွားခဲ့ရအမေရဲ့ဒါဆိုရင်တော့ဒီဘာဖြစ်လို့အခုချိန်ထိဒီမှာရက်နေရသေးရလဲတာလီရဲ့တော့တော့အမြန်တော့ချွေးမလေးစီကိုအမြန်တော့ငါတို့အမြန်ဆုံးသူ့ရှိကိုတွားပြီးတောင်းပန်ရအောင်မယ်လေဆိုပရီယာနဲ့သူ့ရဲ့သားနှစ်ယောက်လုံးကကြေသားရဲ့ဆိုင်ကိုရောက်ရှိလာခဲ့ကြပါတယ်စေတနာကိုတွေ့တာနဲ့စူပရီယံကိုလိုက်ပါတယ်ပြီးတော့လက်အုပ်ချီပြီးတောင်းပန်လိုက်ပါတယ်ချွေးမလေးငါ့ကိုခွဲလိုက်ပါ နင်းရဲ့ပေါမုတ်အစားတော့ဒီလောက်ထိအရသာရှိမယ်လို့ငါလည်းမထင်ခဲ့ဘူးပေါ့အခုဆိုရင်တော့ဒီပေါမုတ်တွေကြောင့်နင်းတော်တော်လေးအောင်မြင်သွားခဲ့ပြီနော်အရင်နေ့ကတော့ငါမုတ်တွေကိုမပြစ်ပဲစားကြည့်လိုက်မယ်ဆိုရင်တော့ငါလည်းသိရမှာပဲအဲ့လိုတော့မပြောပါနဲ့အမေရဲ့အမေသာမုတ်တွေကိုစားကြည့်လိုက်မယ်ဆိုရင်တော့ကျမလည်းမိဘအိမ်ကိုပြန်မရောက်တော့ဘူးကျမရဲ့ရောင်မတွေကတော့ကျမကိုမလှောင်ပြောင်းခဲ့ရင်ကျမလည်းဒီလောက်ထိအောင်မြင်လာမှာမဟုတ်ဘူးအခုတော့အိမ်ကိုပြန်လာခဲ့ပါတော့ချွေးမလေးရဲ့ကျမကဒီနေ့ရက်ကိုစောင့်နေခဲ့တာတနေ့ကြာသွားခဲ့တယ်အမေ ။ဒါပေမဲ့ကျမရဲ့ဆိုင်ကိုလည်းကျမကြည့်ရအောင်မယ်လေ။အေးပါနင်တယောက်တည်းမဟုတ်ဘူးငါတို့အားလုံးအတူတူကြည့်ကြမယ်နော်။ဒီနောက်စူပရီယာကလည်းအားလုံးနဲ့အတူတူအိမ်ကိုပြန်လာခဲ့လိုက်ပါရီ။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့အလားပြေဆိုင်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါရီ။အမစ်ကတော့သူ့ရဲ့အမေညီမလေးတယောက်နဲ့အတူတူနေထိုင်နေခဲ့ပါရီ။ပညာတတ်တဲ့ကောင်လေးတယောက်ဖြစ်တဲ့အတွက်သူကအစိုးရအလုပ်တစ်ခုကိုလည်းရရှိလုပ်ကိုင်နေခဲ့ပါရီ။သူရဲ့ညီမလေးကတော့အခုချိန်ထိပညာသင်ကြားနေတဲ့အကြောင်းသူအရွယ်လေးပဲရှိပါသေးတယ်။အမေကလည်းပြောလိုက်ပါတယ် တားလေးရေတားလေးနဲ့တင့်တော်ပဲမိန်ကလေးတယောက်ကိုအမေကြည့်ထားပေးရဲ့အဲ့ဒါကြောင့်တားအမြန်ဆုံးလက်ထလိုက်တော့နော်ပြီးရင်တော့ဒီအိမ်ကိုအမြန်ဆုံးချွေးမလေးတယောက်ခေါ်လာခဲ့လိုက်တော့အမေကျွန်တော်ကျွန်တော် အမှန်တကယ်သဘောကျနေတဲ့ကောင်မလေးတယောက်နဲ့ပဲလက်ထပ်ချင်တယ်တားလို့မျိုးပညာတတ်တယောက်ကိုပဲကျွန်တော်ကိုယ်တိုင်ရှာမယ်ဒါပေါ့တားရဲ့အမေကိုယ်တိုင်ကလည်းတားကြွားကောင်းမွန်တဲ့မိန်ကလေးကိုပဲရှာပေးမှာပါပြီးရင်တော့ဒီမိန်ကလေးကအိမ်နောက်တာဝန်တွေအကုန်လုံးကိုလည်းထမ်းဆောင်တက်ရမယ်အမေ တားပညာမတတ်တဲ့ဒေါသူမင်းကလေးတယောက်ကိုတော့မယူနိုင်ဘူး။တားနဲ့မတူတဲ့မင်းကလေးကိုတားလုံးဝလက်ထပ်မှာမဟုတ်ဘူးနော်။အမေနေရအတော်လေးကိုအရွယ်ရောက်နေပြီပေါ့။နေဆောင်ဖြတ်ချက်တွေအကုန်လုံးကိုနေရသဘောဆန္ဒအတိုင်းပဲချမှတ်ကြောက်မှာလား။ငါကအဖွားကြီးဖြစ်နေပြီဆိုတော့ငါ့ရဲ့စကားတွေကိုဘယ်သူကနားထောင်ကြတော့မှာလဲ။ငါသိပါရဲ့။ကဲသွားသွားသွား။နေကြိုက်တာကိုတော့သွားလုံးလိုက်တော့။နောက်နေသူနဲ့ကိုထမင်းဟင်းချက်မကျွေးတဲ့အခါကျရင်တော့ငါ့ကိုလာပြောမနေနဲ့နော်။ဟုတ်ပြီအမေကျွန်တော်မပြောပါဘူး။သူကလည်းအမေနဲ့စကားများပြီးနောက်မှာတော့အလုပ်ကိုထွက်ခွာလာခဲလိုက်ပါရဲ့ အချိန်နှဲငယ်ကြာမြင့်သွားခဲ့တဲ့အခါမှာအမေကလည်းသူ့လိုမျိုးမိန်းကလေးတယောက်ကိုရှာပြီးလက်ထပ်လိုက်ပါတယ်။သူလည်းသူ့ရဲ့မိန်းမနဲ့အတူတူပျော်ရွှင်စွာနဲ့နေထိုင်နေခဲ့ရတာပေါ့။တရက်မှာတော့အမေတရက်မိန်းမအန်ကီတာကပြောလိုက်ပါတယ်။ကဲအမေတရေကျမကပညာတတ်တယောက်တော့ကျမကိုပိုင်အလောက်တစ်ခုလောက်ချင်တယ်။ကိုပိုင်အလားပြန်ဆိုင်လေးဒီဇိုင်းဖွင့်ချင်တယ်။ကျမကအလားပြန်ထားနဲ့ပတ်သက်ပြီးတန်တန်းတွေပါတယ်လေအများကြီးတက်ထားတယ်ဒီလား။မင်းအလုပ်လုပ်ချင်တယ်ဆိုရင်တော့ဒီထက်ပိုကောင်းတဲ့အလုပ်တစ်ခုရှာပြီးတော့လုပ်လိုက်ပါလားကွာအလားပြန်ဆိုင်အလုပ်ကိုတော့ချားလိုက်စမ်းပါ ။ဘာလဲရှင်ရလဲတကယ်ပါပဲအလှပြင်ဆိုင်ဖွင့်တာဘာရင်းမြောင်မကောင်းလို့လဲ။ကိုယ်တိုင်အလှပြင်ဆိုင်ဖွင့်တယ်ဆိုတာကတော်တော်လေးကောင်းတဲ့ကိစ္စပဲလေ။ကျမရဲ့အိမ်မက်ကလည်းကိုယ်ပိုင်အလှပြင်ဆိုင်တစ်ဆိုင်ဖွင့်ကျင်တာပဲ။မင်းရဲ့ဒီအိမ်မက်ကိုမေးလိုက်တော့အလုံးလုံးချင်တယ်ဆိုရင်လို့မဟုတ်ရင်တော့အိမ်မှာပဲမင်းထိုင်နေလိုက်။ကျမရဲ့အိမ်မက်ကိုအဲ့လိုတော့မပြောလိုက်ပါနဲ့ရှင်။အခုတလောအလှပြင်ဆိုင်ပဲဘလောက်ကြောင်မှအလုပ်ဖြစ်လဲဆိုတာကိုရှင်းလင်းတွေးရတာနဲ့ကျမတို့တော့အလှပြင်ဆိုင်ဖွင့်မယ်ဆိုလို့ရှင်တော့ပတ်စံလဲကောင်းကောင်းရှာလို့ရသွားလိမ့်မယ်။ဘာပဲဖြစ်ဖြစ်ကွာငါသဘောမတူဘူး။ သူလည်းပြောဆိုပြီးနောက်ဒေါသတကြီးနဲ့ထွက်ခွာသွားခဲ့ပါတယ်။တဖက်တကားဝမှာတော့ရီနာကစကားရီအားလုံးနားထောင်နေခဲ့တာပေါ့။သူကလည်းစဉ်းစားလိုက်ပါတယ်။อืมအလှပြင်ဆိုင်ဖွင့်တာဒီလောက်ကြောင်မှာပတ်စံတွေအများကြီးရတယ်ဆိုရင်တော့အကို့ကငါပြောပြီးတော့အလှပြင်ဆိုင်တဆိုင်ဖွင့်ခိုင်းရမယ်အဲ့ခါကျရင်တော့ငါရှိမှာပတ်စံတွေအများကြီးရလာလိမ့်မယ်ညနေခင်းအကို့ဖြစ်သူအလောက်ကနေအိမ်ကိုပြန်လာခဲ့တဲ့အခါမှာညီမလေးကရေတခွက်ခတ်တိုက်ပြီးပြောလိုက်ပါတယ်ဒါနဲ့အကို့ညီမလေးအလှပြင်ဆိုင်ဖွင့်ခြင်းနဲ့ နေပါအောင်ဘလို့ဖြစ်တာလဲနေကောက်အလှပြင်တင်တန်းတွေဘာတွေတက်ဖိုးတာလည်းမဟုတ်ပဲနဲ့အကောကလည်းညီမလေးအလှပြင်တင်တန်းတွေအများကြီးတက်ဖိုးပါတယ်အလှပနဲ့ပတ်သက်ပြီးတော့လည်းညီမအများကြီးပဲသိတယ်အကောကအကိုအလုံးနဲ့အမြဲတမ်းအလှုပ်ရှုပ်နေတာဆိုတော့ညီမတို့အကြောင်းဘာသိလို့လဲတကယ်တော့အကိုမယုံဘူးဆိုလို့ရှင်တော့အမေကိုမေးကြည့်လိုက်လေအမေပြောပြလိုက်အမေပြောတာဟုတ်တယ်မလားဟုတ်လားမေသူပြောနေတဲ့စကားတွေကအမှန်တကယ်ပဲလားရီနာကတော့မျက်လုံးမှိတ်ပြပြီးသူ့အမေကိုပြောခဲ့ပါတယ် အမေဖြစ်သူကလည်းသူ့တမီးလေးဘာပြောချင်နေရလဲဆိုတော့ကိုချက်ချင်းပဲသဘောပေါက်သွားခဲ့ပါတယ်။သူ့တမီးလေးစိတ်မကောင်းဖြစ်သွားမှစောရင်တည်းအကြွတ်လိန်ပြောပေးလိုက်ရပါတယ်။အေးဟုတ်တယ်သားကြီး။ဘရီနာအမေကိုပြပြနေအောင်တော်လေးကိုကြားနေပြီးသူအလှပြန်ဆိုင်တဆိုင်ဖွင့်ခြင်းနဲ့ဟုတ်လားအမေရမနက်ကတော့ကကျွန်တော်မိမအန်တီသားကလည်းအလှပြန်ဆိုင်ဖွင့်ခြင်းနဲ့ဆိုတဲ့အကြောင်းကျွန်တော်ကိုလာပြီးတော့ပြောနေသေးတယ်အမေ။သူ့ကိုလည်းအလှပြန်ဆိုင်လေးတဆိုင်ဖွင့်ပေးပါတဲ့။အခုတလောတကယ်ပဲအလှပြန်ဆိုင်တွေကအတော်လေးအလုပ်ဖြစ်တယ်နဲ့တူပါတယ်။ ဟုတ်တယ်လေဒါရဒါဆိုအရန်ကောင်းတယ်တို့နှစ်ယောက်လုံးကိုဒါအလှပြင်ဆိုင်ဒီဇိုင်းဖွင့်ပေးလိုက်နှစ်ယောက်လုံးကလည်းဝါသနာပါရအလုပ်ကိုလုပ်ကြရင်လည်းပျော်ရွှင်ဝမ်းသာသွားကြလိမ့်မယ်အန်ကီတာကလည်းအဲ့ဒီကိုရောက်ရှိလာခဲ့ပြီးစကားတွေအားလုံးကိုနားချောင်းနေခဲ့ပါတယ်ဒီနောက်မှာတော့ तुम ပြောလိုက်ပါတယ်မနက်ကတော့ကကျွန်မရှင်ကိုအလှပြင်ဆိုင်လေးဒီဇိုင်းဖွင့်ခြင်းနဲ့ဆိုတဲ့စကားပြောခဲ့တော့ကတော့ရှင်လုံးဝမဖွင့်ရဘူးဆိုပြီးညင်းသွားခဲ့တယ်ရှင်ရဲ့ညီမလေးကအလှပြင်ဆိုင်ဖွင့်ခြင်းနဲ့ဆိုတဲ့စကားကိုပြောတော့ရှင်ဘာကောမှထပ်ပြီးစဉ်းစားမနေဘဲနဲ့သူပြောတဲ့စကားကိုလက်ခံပေးတယ် အေးဟုတ်တယ်မနက်ကတော့ကအစောကြီးလေငါဒေါသလေးနည်းနည်းထွက်သွားတယ်ရုံးကိုရောက်သွားတဲ့အချိန်မှာမင်းပြောတဲ့စကားကိုငါတသေးချာချာလေးစဉ်းစားနေခဲ့ရပြီးတော့ငါလည်းသဘောပေါက်သွားခဲ့ပြီးမင်းပြောနေတာကတကယ်မှန်တယ်မင်းတို့နှစ်ယောက်လုံးကအလှပြင်ဆိုင်အရန်ကိုဖွင့်ကျင်နေကြတာဆိုတော့ငါနှစ်ယောက်လုံးအတွက်တခါရဲအတူတူအလှပြင်ဆိုင်ဖွင့်ဖို့အတွက်စီစဉ်ပေးမယ်ဟမ်မဟုတ်တာကျမရီနာနဲ့အတူတူအလုံးမလုပ်ချင်ပါဘူးသူကဘာအလှပြင်ဆိုင်မှာလုပ်တဲ့အလုပ်တစ်ခုကိုမှလုပ်တတ်ကြလည်းမဟုတ်ပဲနဲ့ကျမလည်းအတူတူပဲကျမလည်းရောင်းမနဲ့အတူတူအလုံးမလုပ်ချင်ပါဘူး နင်တို့နှစ်ယောက်အတူတူအလုံးမလုံးချင်ဘူးဆိုလို့ရှင်တော့အလှပြန်ဆိုင်ကိုဘလို့ဖွင့်မလဲအလှပြန်ဆိုင်ဖွင့်လို့မရဘူးကဲအန်ဂီတာမင်းရဲ့စိတ်ကူအိမ်မက်တွေကလည်းဘယ်တော့မှအကောင့်ထဲပေါ်လာတော့မှမဟုတ်ဘူးနော်အန်ဂီတာကိုယ်တိုင်လည်းမတားနိုင်တဲ့အဆုံးမှာတော့သဘောတူလက်ခံပေးခဲ့ရပါတော့တယ်အချိန်အနည်းငယ်ကြာမြင့်သွားခဲ့တဲ့အခါမှာအလှပြန်ဆိုင်မှာလိုအပ်တဲ့ပစ္စည်းတွေကိုသူတို့ကလည်းစုဆောင်ထားခဲ့ကြတာပေါ့ဆိုင်ဖွင့်ပြီးနောက်မှာမိသားစုဝင်တွေကလည်းဆိုင်ဖွင့်ပွဲအနေနဲ့ဖျားဖို့ကြောက်ပွဲလုပ်ခဲ့ကြပါတယ်ဆိုင်ဖွင့်ပွဲပြီးစီးသွားခဲ့တဲ့အခါမှာအမစ်ကအလောက်ကိုထွက်ခွာသွားခဲ့ပြီးမိခင်ဖြစ်သူကအိမ်ကိုပြန်သွားပါတယ် ရီနာနဲ့အန်ကီတာတို့နှစ်ယောက်လုံးကတော့ဆိုင်ထိုင်ခဲ့ကြပါရဲ့။အန်ကီတာပြောလိုက်ပါရဲ့။ကေဒါဆိုင်တော့အနေဆိုင်ခဏလေးကြည့်ထားလိုက်။ငါပစ္စည်းတချို့ဝယ်စရာရှိလို့အပြင်ခဏသွားလိုက်အောင်မယ်။ရောဆိုပြီးအန်ကီတာကအပြင်ကိုထွက်ခွာသွားခဲ့ပါရဲ့။ဒီအချိန်မှာအမျိုးသမီးတယောက်ရောက်ရှိလာခဲ့ပြီးပြောပါရဲ့။ဒါနဲ့ဒီဆိုင်ကဆိုင်အသေးဟုတ်တယ်မလား။ဟုတ်ပါရဲ့ဟုတ်ပါရဲ့ကျမတို့ဆိုင်ကဆိုင်အစ်စ်ပါရှင်ပြောပါကျမမြတ်ခုံမွေပြင်ချင်းလို့ပါဒုက္ခပဲမြတ်ခုံမွေမြတ်ခုံမွေကိုငါဘယ်လိုလုပ်ပေးရမလဲအမိုက်ခဏလေးထိုင်နော် ရီနာကတော့တကယ်ပါပဲသူမဘာမှလောက်တတ်တာမဟုတ်ပါဘူးဒီလိုနဲ့သူမကအမျိုးသမီးရဲ့မျက်ခုံးမွေတစ်ခုလုံးကိုရိပ်ပစ်လိုက်ပါတော့တယ်ဂျာကိုတွေ့ကြရတဲ့အခါမှာအမျိုးသမီးကဒေါသတကြီးနဲ့ရီနာကိုအော်ခဲ့ပါတယ်အချိန်ခဏကြာတော့အန်ကီတာပြန်ရောက်လာပါတယ်ကျွန်မတောင်းပန်ပါတယ်ရှင်ကျွန်မတောင်းပန်ပါတယ်နော်အန်ကီတာကတောင်းပန်ပြီးနောက်မှာတော့အလအပပစ္စည်းတွေကိုလည်းလက်ဆောင်ထည့်ပေးလိုက်ရပါတယ်အမျိုးသမီးကတော့ထွက်ခွာသွားပါတယ်ငါနဲ့ပထမတည်းကပြောတယ်နေဘာမှလောက်တတ်တာလည်းမဟုတ်ပဲနဲ့ကွာ နေအားလုံးလိန်ပြောခဲ့တာပဲအဲ့လိုတော့ဘယ်ဟုတ်ပါမလဲဒီနေ့ပထမဦးဆုံးနေဆိုတော့ကျမလည်းနည်းနည်းလေးလမ်းဖြန့်သွားတာကိုလောက်ကိုပဲလှုပ်ဆမ်းမှာပြောပြီးနောက်မှာတော့သူကဖုန်းပဲတုံးနေခဲ့ပါလေအချိန်ခဏကြာတဲ့အထိဆိုင်ကအလုပ်တွေအားလုံးအန်ဂီတာတရားကိုထည့်လုပ်ခဲ့ပါလေတဖြည်းဖြည်းနဲ့ဆိုင်ကတော်တော်လေးကိုနမဲရလာခဲ့ပါလေရောက်ရှိလာခဲ့တဲ့ဖောက်တဲတွေကအလုံးကလည်းအန်ဂီတာကြောင့်ပဲဝမ်းသာပျော်ရွှင်နေခဲ့ကြတာပါအန်ဂီတာကတော့နေနေညညဂျိုးစာပန်းစာနဲ့အလုပ်ကိုလုပ်ကင်ခဲ့ပါလေသူ့ရောင်မလေးကတော့တရားအလုံးဆိုင်ထိုင်ပြီးဖုန်းပဲတုံးနေပါလေ တရမတော်အန်ကီတာလည်းပြောလိုက်ပါတယ်ရီနာကဒီနေ့ငါအလောက်ကိစ္စတစ်ခုရှိလို့မျိုးပြင်ကိုထွက်ရမယ်နင်ဆိုင်ရဲ့တာဝန်တွေအကုန်လုံးကိုယူထားပေးလိုက်နော်ကစတမာတွေဘာတွေရောက်လာတဲ့အခါကျရင်တော့ငါပြန်လာတဲ့အခါကျမှလာဖို့အတွက်ပြောလိုက်ကောင်းပြီရောက်မှရေကျမအဲ့လိုပဲပြောလိုက်မယ်ဒါနဲ့နင်သတိထားနော်ဘယ်သူပဲလလားနင်ဘာအလုပ်ကိုမှလုပ်ပေးစရာမလိုဘူးကြားလားကျမကိုဒီအကြောင်းလေလားပြောပြနေစရာမလိုပါဘူးဒီအကြောင်းတွေမပြောတာပို့ပြီးတော့ကောင်းလိုက်မယ်အန်ကီတာကလည်းဒေါသတကြီးနဲ့ထွက်ခွာသွားခဲ့ပါတယ် အန်ကီတာထွက်ခွာသွားခဲ့ပြီးရနောက်ကစတမာတအိုဝင်ရောက်လာပါရဲ့။ကဲညီမလေးရေအမအမွှေးချွတ်ချင်တော့ပါ။ဒုက္ခပဲအဲ့ဒါဘာကြီးလဲဘလို့လောက်ရတာလဲ။ဒီမှာကျမကဒီဆိုင်ရဲ့ပိုင်ရှင်လေးကျမတို့အလုပ်သမားကတော့အခုမရှိသေးဘူးအပြင်သွားနေရယ်။အဲ့ဒါကြောင့်အခုတော့အမကိုဘာမှလုပ်ပေးလို့မရအောင်နော်။ကျမကတော့လက်ကအမွှေးကိုပဲချွတ်ချင်တာပါ။ရှာရလေတခြားနေရာမှာပဲသွားလုပ်လိုက်ကြမယ်။အော်လက်မလုပ်ရမှာလား။ဒါဆိုရင်တော့ကျမလည်းလုပ်နိုင်တယ်။ဒါဆိုရင်တော့ခဏလေးထိုင်နော်။ ကျွန်မသေးချလုပ်ပေးမယ်ကျွန်မကအရန်ကိုအရေးကြီးရဲ့ customer တွေအတွက်ပဲအလုပ်လုပ်ပေးရလိမ့်ရီနာကလည်းစတင်အမွေချွတ်ပြီးတော့သူမအမွေချွတ်တဲ့ cream တွေအများကြီးထည့်ချလိုက်ပါရီအချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာသူမကတော့စက်ကိုကိုဆွဲခွာပြလိုက်ပါရီအမျိုးသမီးကလည်းရဟန်းကိုနာကျင်လွန်သွားတဲ့အတွက်ကြောင့်မလို့အတန်အကျဲကြီးနဲ့អော်လိုက်ပါရီလက်တစ်ခုလုံးနေရဲသွားခဲ့ပါရီသူမဂျောသားတွေလည်းရဟန်းကိုထွက်ပြီးတော့ပြောလိုက်ပါရီနေရဲ့ဒီဇိုင်းတစ်ခါရဲပိတ်ပစ်သွားအောင်လို့ငါလုပ်ပြမယ် အမျိုးသမီးကအော်ဟစ်ပြီးနောက်မှာတော့ကြံတဲ့သူတွေအကုန်လုံးစိုင်းထဲဝင်ကြည့်အောင်လုပ်လိုက်ပါတယ်။ဒီအချိန်မှာအန်ကီတာရောက်ရှိလာခဲ့ပါတယ်။တောင်းပန်ပါတယ်ရှင်။ကျမတောင်းပန်ပါတယ်နော်။အန်ကီတာကလက်အုပ်ချီပြီးတောင်းပန်လိုက်ပါတယ်။ဒီနောက်မှာတော့အမျိုးသမီးကိုဈေးများတဲ့လက်ကုံပစ္စည်းတွေနဲ့လက်ဆောင်ပေးခဲ့ပါတယ်။အမျိုးသမီးကလည်းလက်ဆောင်တွေယူပြီးနောက်ပြန်သွားခဲ့ပါတယ်။အရင်နေ့မှာအန်ကီတာရဲ့အထာပြင်ဆိုင်ကတတော်လေးနမယ်ပြတ်သွားခဲ့ရပါတယ်။အန်ဂီတာကအနောက်ပြင်ဆိုင်ကိုတောက်ခတ်ပြီးနောက်မှာတော့ရီနာကိုလက်ဆွဲပြီးအိမ်ကိုပြန်ခေါ်လာခဲ့လိုက်ပါတယ် ရော့ဒီမှာအလှပြင်ဆိုင်ကတော့ဒီနေ့ကစပြီးကျမအလှပြင်ဆိုင်သွားမဖွင့်တော့ဘူး။ရှင်ညီမကကျမရဲ့ဆိုင်ကိုတခါရဲနမဲပြတ်သွားအောင်လှုပ်ပြလိုက်ပြီးရှင်တခါရဲစောင့်ဖြတ်ပါအဲ့ဒီအလှပြင်ဆိုင်ကိုကျမသွားဖွင့်ရမလားရှင်ရဲ့ညီမပဲသွားဖွင့်မလား။ဒါပေမဲ့ဘာဖြစ်တာလဲကွာတေချာပြောပါအောင်။ဟန်ကီသားလည်းကိစ္စတွေအားလုံးပြောပြခဲ့ပါရဲ့။အားလုံးကလည်းတကယ်အံ့အားသင့်ကုန်ကြပြီးရောမေးခဲ့ပါရဲ့။တကယ်ပဲလားသူပြောတာမှန်လား။ဟုတ်ပါရဲ့ကျမတကယ်တော့အားလုံးကိုလည်းပြောခဲ့တာ။ ကျမအလှပြင်ဆိုင်နဲ့ပတ်သက်ပြီးဘာအလုပ်တစ်ခုကိုမှလုပ်တတ်တာမဟုတ်ဘူး။ကျမပတ်စံကိုကြည့်ပြီးလောဘကြက်သွားလို့လုပ်တတ်တယ်လို့ပြောလိုက်တာပါ။ကျမအခွင့်လောက်ပါရှင်။အမေရီနာနဲ့အတူတူအမေကလည်းကျွန်တော်ကိုလိန်ပြောခဲ့တယ်။အော်တားရဲ့အမေကတော့သူ့ပြောပါစေဆိုပြီးလိန်ပြောခဲ့တာပါ။သူ့လိန်ပြောနေရဲ့ဆိုတော့ကိုအမေလက်သေးချာမသိဘူး။အမေလည်းသူ့အလှပြင်တင်တန်းတက်ထားတယ်ပဲထင်နေအောင်။ကဲညီမလေးရေနင်လုပ်တဲ့အလုပ်ကကောင်းတော့လည်းမကောင်းဘူးပေါ့။မင်းတို့ဓာရီအကုန်လုံးကဘာမှမဟုတ်တဲ့ကိစ္စလေးတွေဆိုပေမဲ့အန်ကီတာအတွက်ကအိမ်မက် တို့ဒီအလို့တို့ဘလောက်တောင်ကြိုးစားအားထုတ်ထားခဲ့လဲဆိုတာကိုရောသိလား။နင်အခုအမားတွေလောက်ထားခဲ့တဲ့တောင်းပန်ခြင်းနဲ့ဆိုရင်တော့နေ့ရောက်မှကိုကိုရိုင်းပဲတောင်းပန်လိုက်တော့ကွာ။ဟုတ်ပါရဲ့တောင်းပန်ပါရဲ့ရောင်မရဲ့ကျမတကယ်မှားသွားခဲ့ပါရဲ့ရှင်ကျမအခွင့်လော့ပါနော်။ဒီနေ့အစပြီးတော့အလှပြင်ဆိုင်ကိုကျမလာပြီးတော့ဝင်မရှုပ်တော့ပါဘူး။ရောင်မရဲ့အလှပြင်ဆိုင်ကိုရောင်မကိုရိုင်းပဲကြည့်ရှုလိုက်ပါတော့။မဟုတ်ဘူးရီနာရဲ့ငါတို့အလှပြင်ဆိုင်ကိုနှစ်ယောက်သားအတူတူဖွင့်လို့ရတယ်။တကယ်ပြောရလားရောင်မရဲ့ဘလို့မျိုးလဲ။ကျမကတော့ဘာအလုံးမလောက်တတ်တာလည်းမဟုတ်ပါဘူး။ကျမလောက်ရင်လည်းတလွဲရဲကြီးပဲဖြစ်နေရဲ့။ ။ရတယ်လေကိစ္စမရှိဘူးလေ။ငါတယောက်လုံးရှိနေတော့ဘာကြောလဲ။ငါနဲ့ကိုအလှပြဆိုင်မှာအလုပ်ဘယ်လိုလုပ်ရလဲဆိုတာကိုတဖြည်းဖြည်းနဲ့သင်ကြားပေးသွားမယ်။နေရလိုက်ပြီးတော့လုပ်ဖို့။အလုပ်တွေတက်သွားတဲ့အခါကျရင်တော့ငါတို့နှစ်ယောက်အတူတူအလုပ်လုပ်လို့ရပြီ။နောက်နေ့ကစပြီးရီနာကလည်းသူ့ယောက်မအန်ကီတာစီကပညာရေးကိုစေးဘူးလေးလာတင်ရှုခဲ့ပါရီ။သူလည်းအလောက်တွေကိုကောင်းကောင်းလုပ်တတ်သွားခဲ့တဲ့အခါမှာအတူတူပြောရွှင်စွာနဲ့အလောက်လောက်ကင်ခဲ့ကြပါရဲ့ ီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်